ယူဒီးယားနဲ့ကမ်ဘောဒီးယားနဲ့ဇက်ပြတနာမေးထားတာနှစ်ဦးသုံးဦးရှိပြီအဲ့ဒါကျွန်မပြပြပါမယ်ကမ်ဘောဒီးယားနဲ့ယူဒီးယားကဟိုးရှိကြတဲ့နှစ်ရာချီပြီးပြတနာတွေရှိခဲ့ဘူးလေရှိအဲ့အထူးသဖြင့် border area ဖြစ်တာတော့အခုနောက်ပိုင်းမှာဖြစ်စဲဖြစ်နေစဲပဲဖြစ်နေတယ်ဘာကြောင့်လဲတော့မသိဘူး ဒါကြောင့်ဆိုကမ္ဘောဒီးယားတစ်ချိန်တစ်ခါကခမာအမ်ပါယာဆိုတာအင်မတန်ကြီးကျယ်သောနိုင်ငံကြီးဖြစ်တဲ့အဲ့ခမာအမ်ပါယာက900ရာစုနဲ့73ရာစုပေါ့နော်အဲ့မှာ အရန်ကြီးကျယ်တဲ့အဲ့ဒီဟာအင်ကာအခုရှိတဲ့အင်ကာဝတ်နေရာကနေပြီးတော့နန်းတော်ကြီးရှိပြီးတော့ဟိုအရှိတောင်အေရှားမှာပါဝါအမြန်အမြင့်ဆုံးအကြီးဆုံးနိုင်ငံကြီးဖြစ်တာပေါ့နော်ပါဝါကြီးတယ်အဲ့ဒါဘာပါလဲဆိုအဲ့ကမ်ဘောဒီးယားအဲ့ခမအင်ပါယာ ဘယ်ဟာကိုဒီ anchor word ကနေဘယ် anchor ကနေဘယ်ကိုကြီးဆိုးလဲဆိုတော့ तू ကရိုးတရားလဲသူ့မြေထဲမှာပါတယ်လာအိုးလဲပါတယ်ဗီယက်နမ်လဲပါတယ်အဲ့ဒီเนาะဒီဘက်မှာဟိုဘက်မှာဗီယက်နမ်ဒီဘက်မှာလာအိုးရိုးတရားအားလုံးကခမာမင်းကအုပ်ချုပ်တာเนาะ anchor အဲ့ဟာနေပြီးတော့ဘလို့ဖြစ်လဲဆိုတော့ဒါ900ရာစုနဲ့73ရာစု74ရာစုကြတော့74ရာစုနဲ့75ရာစုကြတော့ဒီရိုးတရားဘက်ကို တရုတ်ပြည်တောင်ပိုင်းကတိုင်ပေါ့လေတိုင်လူမျိုးတွေကဆင်းလာတယ်ယုဒိယဘက်ကိုဆင်းလာပြီးအဲ့တိုင်လူမျိုးတွေကနေပြီးတော့ဟိုကင်းဒမ်ပေါ့တိုင်လူမျိုးတွေကနေပြီးတော့အဲ့တရုတ်ပြည်เนาะအတောင်ဘက်ကနေပြီးတော့စုကိုထိုင်เนาะ1938ခုနှစ်မှာစုကိုထိုင်းဆိုပြီးနမ်းတည်တယ်ပြီးလို့ရှိရင်အယုဒ္ဓယ1300နောက်အနှစ်တရာနေတော့အယုဒ္ဓယ 1351မှာအယုဒ္ဓယာမြို့တော်တည်တယ်။ပြီးပြီးတော့အဲ့မှာယုဒ္ဓယာအထိုင်း time ဟို kingdom နေပေါ့နော်ဘုရင်နေပေါ်လာတာပေါ့ပေါ်လာပြီးသူတို့ကနေပြီးတော့ပြန်ပြီးတော့အန်ကာကိုကမ္ဘောဂျားကိုပြန်တိုက်တယ်။အဲ့တော့အယုဒ္ဓယာကနေပြီးအန်ကာကိုဘယ်မှာတိုက်လဲဆိုအဲ့14ရာစုနဲ့15ရာစုမှာထပ်ခါထပ်ခါတိုက်တယ်။တိုက်တဲ့အခါကျတော့အန်ကာခံရတာပေါ့နော်။အားနေလာပြီးတော့ 1431ခုနှစ်မှာလုံးဝကိုအဲကမ်ဘောဒီးယားကိုဖျောက်ချလိုက်တဲ့အယုဒ္ဓယာအယုဒ္ဓယာဒီအယုဒ္ဓယာစစ်စစ်တီတွေကအမင်းတွေကသွားပြီးအန်ကာကိုလုံးဝပြီးဖျောက်ချလိုက်တော့1431ခုနှစ်မှာခမအမ်ပါယာကြီးကလုံးဝဘာမှမကြံတော့ဘူးပြုတ်ကွဲသွားတယ်ပေါ့နော်နောက်တော့16ရာစုနဲ့18ရာစုเนาะဒီဘက်ပိုင်းဖြစ်လာပြီ16ရာစုနဲ့ 18ရာစုကြတော့သူကအန်ကာကမ်ဘောဒီးယားဘလောက်များအားနေလဲဆိုတော့ဒီဟိုယိုဒီးယားရယ်စရင်မြေဗီယက်နမ်ဟိုဘက်မှာလည်းဗီယက်နမ်ဖြစ်တယ်အဲ့တော့ဗီယက်နမ်အရှေ့ဘက်မှာရှိတယ်ယိုဒီးယားကအနောက်ဘက်မှာရှိတယ်အဲ့ဒါကိုသူတို့တွေကတလက်စီအုပ်ချုပ်တယ်เออตรุเยละออกขันปอดีแทเอกัมโบเดียไทยยูเดียละออกขันผิดละ ပြီးလို့ရှိရင်ဗီယက်နမ်လက်အောက်ခံဖြစ်လိုက်ပြီးလို့ရှိရင်ချိန်လုံးမဲ့လာပြီးတော့ဟိုရိုဒီယာလာပြီးတော့အဲကမ်ဘောဂျားဘီယံဖြုတ်လိုက်နောက်သူ့တစ္ဆာကံတွေကိုတင်လိုက်တော့ကြဗီယက်နမ်ဝင်လာပြန်သူ့တစ္ဆာကံဖြုတ်ဖြုတ်ပြီးတော့သူ့တစ္ဆာကံတီးပြန်အဲလိုမျိုးကမ်ဘောဒီးယားမှာ ဟိုဟိုဘက်ကလာလာပြီးတော့ဟိုစော်ကားလိုက်ဒီဘက်ကလာပြီးတော့ဆွတ်ဖက်လိုက်နဲ့အဲ့ဗီယက်နမ်နဲ့ယူရီးယားချားထဲမှာခန်းနေရတာအဲ့တော့19ရာစုကြတော့ပြင်သစ်ကနေပြီးတော့1863ခုနှစ်မှာကဲငါတို့ကာကွယ်မယ်ပေါ့ဆိုပြီးတော့နင့်တို့ဒီဗီယက်နမ်နဲ့ယူရီးယားချားထဲကနေကာကွယ်မယ်ဆိုပြီးတော့ပြင်သစ်ကနေပြီးတော့ပြင်သစ်ကလာအုပ်ချုပ်ပြီးလို့ရှိရင်တခါတယ်အဲ့မှာပြင်သစ်ကနေပြီးတော့ယူရီးယားကဟို ဟိုကမ်ဘောဒီးယားရဲ့အနောက်ဖက်နဲ့နောက်လာအိုစ်အဲ့ရနေရာကိုယူဒီးယားယူထားတဲ့ဟာတွေကိုသူကပြန်မောင်းထုတ်တာနောက်19ရာစုနဲ့20ရာစုမှာဘတ်တန်ဘန်နဲ့ CM rap တဲ့ rap တဲ့အဲ့ဒါတွေကိုထိုင်းကိုဟိုပြင်သစ်ကတော့လက်နဲ့အင်အားတာတာဟိုယူဒီးယားတွေကို မောင်းထုတ်တာနောက်တော့28နောက်တော့20ရာစုဖြစ်လာအောင်1953မှာ independence လွတ်လပ်ရေးရတယ်ပြင်သစ်ကထွက်တယ် ဲထွက်တဲ့ခါကျပြင်သစ်ပြန်သွားတဲ့ခါကျတော့အဲ့ border ကိစ္စပြန်ပြီးတော့ကမ်ဘောဒီးယားကပြန်ပြီးတော့သူဟိုလိုချင်ပြန်ရောသိမလားယူတရယူထားတဲ့ဟာကိုမောင်းထုတ်ချင်ပြန်ရောအဲ့တော့1962ခုနှစ်မှာ ဒီ prayer prayer via temples ဖရာပေါ်ဒီခမခမခမနေမြေထဲမှာအဲ့ခမမင်းနေတည်ထားတဲ့ဖရာရှိတယ်အဲ့ဖရာကိုဟိုယူဒီးယားကနေယူထားတာအဲ့ဒါကိုသူတို့ကဒီကမ်ဘောဒီးယားကဟိုဟိုမြင်းပေါ် international ပေါ်ကပတ် code of justice ကိုအဲ့မြင်းတိုင်တော့တိုင်တော့ဒီ international နိုင်ငံတကာ တန်ဟိုရာဇဝတ်မှုယုံကနေ ပြီးတော့တရားယုံကနေပြီးတော့ကမ္ဘောဒီးယားဟုတ်တယ်ကမ္ဘောဒီးယားဘရင်တည်ထားတဲ့နေရာဆိုပြီးတော့ယူဒီးယားကနေပြန်ယူပြီးကမ္ဘောဒီးယားကိုပေးလိုက်တယ်ပေးပြီးတော့နောက်တော့1985နဲ့89မှာကမ္ဘောဒီးယားမှာဖြစ်ချင်တော့ခမာနီတွေတက်တယ် အခမဏီတွေတက်တဲ့ခါကျတော့လေအဲ့ခမဏီတွေကလည်းအဲ့လိုပဲယူဒီယာနဲ့မတည့်ဘူးပေါ့ပိုမတည့်တာပေါ့နော်ခမဏီကသူကကွန်မြူနစ်တွေကိုနော်နောက်21ရာစုနှစ်ရောက်လာအောင်21ရာစုနှစ်ရောက်လာတော့ nationalism ဆိုတာဒီကမ်ဘောဒီးယားရဲ့ဒီပေါ့နိုင်ငံပြည်ချင်းစိတ်အဲ့ဒါလေးနဲ့ border တွေနဲ့သူတို့ကလည်းအဲ့မှာ2008နဲ့2017မှာအဲ့ဖျားပေါ့ temple clashes ဆိုတာအဲ့မှာယူဒီယားနဲ့ ကမ်ဘောဒီးယားနဲ့စစ်သားတွေအဲ့ဒီအဲ့ဒီပရီယဗီရီတెంပယ်ပေါ့နော်အဲ့ဒီဖျားစီတီနာမှာတိုက်ကြတယ်တိုက်ကြတဲ့အခါကျတော့အဲ့ဒါနဲ့နိုင်ငံတကာကနေလာပြီးတော့အဲ့မှာ UN နဲ့ကုလသမဂ္ဂနဲ့ ASEAN ကဝင်ရောက်ပြီးတော့ဖြန့်ဖြေပေးရတယ်နော်နောက်တော့ cultural cultural လည်းယဉ်ကျေးမှုအနေနဲ့ကလည်းယူရီးယားကကမ်ဘောဒီးယားကိုကယဉ်ကျေးမှု တအားခိုးတယ်ခိုးတဲ့အခါကျတော့ကတာဟို ကမ်ဘောဒီးယားကကတာတွေကမ်ဘောဒီးယားကအစာတောက်တွေเนาะကွီစင်းဆိုအခုယူဒီးယားမှာနာမည်ကြီးနေတဲ့အဲဒီဟိုယူဒီးယားဟင်းဂျိုလို့ဘာလို့เนาะချေတုံရန်တို့အဲ့ဒါတွေနောက်ပြီးတော့ဒီယူဒီးယားပိုင်ဟိုထိုင်းအဲ့ဒါတွေကကမ်ဘောဒီးယားကကမ်ဘောဒီးယားဝစ်စုံနေကမ်ဘောဒီးယားရင်ကျေးမှုတွေကိုယူဒီးယားသူတို့ဟာလုတ်ပစ်လိုက်တယ်အစာတောက်ကစပြီးလို့ရှိရင် heritage site ကမ်ဘောဒီးယားဘယင်နေပေါ့เนาะခမဘယင်နေဟိုစောက်ခဲတဲ့ ဲ့ဒီရှေးဟောင်းနေရာတွေကိုပါသူတို့သူတို့နေရာလုတ်ပစ်လိုက်တယ်အဲ့တော့အမမာတော့ဟိုခမာနဲ့ယိုဒီယာအရန်ပေါ့နော်အရင်ကယိုဒီယာခမာအောက်မှာနေခဲ့တယ်နောက်ပိုင်းခမာကယိုဒီယာအောက်မှာနေခဲ့တာအဲ့တော့သူတို့တွေကပေါ့ဟိုသူတို့တွေဇလန်ရှေတယ်လေအဲ့တော့ဒါပေမဲ့လူနေကြတာကိုဒါငါရဲ့ယဉ်ကျေးမှုဒါအနည်းရဲ့ယဉ်ကျေးမှု နောက်ပိုင်းကျတော့ နောက်ပိုင်းကျတော့အခြေအနေကောင်းလာပါတယ်။ကုန်သွယ်မှုလည်းလုပ်တယ်၊ tourism လည်းလုပ်တယ်နော်။တန်ယုံနေလည်းထားတယ်။ဒါပေမဲ့ရာဇဝင်နဲ့ချီပြီးတော့အဲ့ဒီဖြစ်နေတဲ့ဒီပေါ့သူချင်းကိစ္စတွေကသူတို့အခဲကတော့မကြေကျင်သေးဘူးပေါ့နော်။အဲ့တော့ဒီကဒီရိုဒီးယားနဲ့ကမ်ဘောဒီးယားရဲ့အဲ့လိုမျိုးရာဇဝင်နဲ့ချီတာဒီအရှိတောင်အာရှရာဇဝင် ရာဆိုရင်အတိုင်းပဲပို့တောင်ပေါ့နော်ရှည်တယ်ဟိုနော်အဲ့တော့သူတို့တွေအားလုံးကလည်းမာနာတွေရှည်ကြတယ်အဲ့တော့အခုတည်းချီပေါ့ဟိုကမ်ဟိုကမ်ဘောဒီးယားတွေရဲ့စိတ်ထဲမှာအခဲမကျေနိုင်ဘူးပေါ့နော်ယူဒီးယားတွေကငါတို့ဟိုနိုင်ခဲ့တယ်ငါတို့ရဲ့မြေတွေကိုနော်ငါတို့ဖျားတွေကိုယူခဲ့တယ်အဲ့လိုမျိုးငါတို့ယဉ်ကျေးမှုကိုအဲ့လိုမျိုးထိန်းနေပေါ့နော်အဲ့တော့အဲ့ဒါထိုင်းနဲ့ကမ်ဘောဒီးယားရဲ့ history ရာဇဝင်အထူးသဖြင့်အဲ့ဒီမြေပဲအမှန်မှာကမ္ဘောဒီးယား